ကိုကအလှူတန်းလောက်တာလေခလေးတွေရဲ့မိဘတွေကိုအနီလားအစိမ်းလားခရီးယန်လားဗုဒ္ဓဘာသာလားအစ္စလမ်လားဘာလူမျိုးလဲကချင်လားကယားလားကယားမမေးဘူးကျမမြင်လည်းမမြင်ဘူးသိလည်းမသိဘူးဒီခလေးဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်စိတ်ကူတာဖို့အတွက်ငွေကြေးအခက်ခဲဖြစ်တယ် မကူတာနိုင်ဘူးအရေးပေါ်ခွဲစိတ်ကူတာမှာအာဒါဟိုအသက်အန်တီရယ်ကနေကင်းလွတ်မယ် okay ဘာဖတ်ဆန်ဘလောက်ကုန်မလဲဆရာဆရာအစင်ပြောင်းကူလိုက်အဲ့ဒီကုန်ကြတဲ့ပတ်ဆန်နေဖို့စားဖို့သူတို့ရဲ့စရိတ်ကျွန်မအကုန်ထောက်ပံ့မယ်အဲ့လိုနီးလန်းနေပဲလှူတာငါကတော့အစိမ့်မလို့အနီကုန်ပဲလှူမယ်ဟဲ့မလှူဘူးဟဲ့ငါကတော့အနီမလို့ငါကတော့အစိမ့်ကိုမလှူဘူးဟဲ့ဟဲ့နင်က ငါကဗုဒ္ဓဘာသာမလို့ငါအစ္စလာမ်နေဆိုမလူဘူးဟဲ့ငါကခရစ်ယာန်ကိုမလူဘူးဟဲ့ဟဲ့ငါကတော့ဘာမလို့ဘာလူမျိုးမလို့ဘာလူမရှိဘူးနော်ကိုနိုင်ငံထဲမှာနေရင်ကိုရင်တိုင်းရင်းသားညီကိုမောင်နှမတွေအခက်ခဲဖြစ်နေတယ်ဒုက္ခရောက်နေတယ်တကယ်အကူအညီလိုအပ်တယ်နိုင်ငံရေးရည်တည်ချက်ဘာလဲကျွန်မစိတ်ဝင်စားအောင်ဘာဘာသာကိုးကွယ်လဲကျွန်မစိတ်ဝင်စားအောင်ဘာလူမျိုးလဲကျွန်မစိတ်ဝင်စားအောင်ဟုတ်လားဒါတွေကကိုရဲ့လွတ်လပ်ပိုင်ခွင့်လေး ကိုရဲ့လွတ်လပ်ပိုင်ခွင့်ကိုကြိုက်ချင်တာကြိုက်မယ်ကျမတို့အိမ်တဲအိမ်ထဲမှာတော့မှပဲငပိအကြိုက်တဲ့သူနဲ့ဒူးရင်းသီးကြိုက်တဲ့သူနဲ့ထောပတ်ကြိုက်တဲ့ကျမဆိုထောပတ်မကြိုက်ဘူးနော်ကျမဆိုကော်ဖီမကြိုက်ဘူးကျမယောက်ျားဆိုကော်ဖီကြိုက်တယ်လင်မယားနှစ်ယောက်ထဲမှာဒါပေမဲ့ तू ကော်ဖီကြိုက်ရင် तू ကြိုက်တဲ့ကော်ဖီလေးကိုကျမရောက်တဲ့နေရာတိုင်းမှာကျမသတိထားပြီးတော့မှသူ့အတွက်ကျမဖြည့်ဆည်းပေးတယ် အဲသူ coffee sign ထိုင်ရင်ကျမအတူတူလိုက်ထိုင်ပြီးတယ်နော်ဟဲ့တခါလေးစကျမပရိတ်ကြော်ကြိုက်တယ်။ तू က insert တွေဆိုပြီးတော့မှမစားဘူး။ဒါဆိုရင် तू ကတွေ့တဲ့နေရာလေးမှာပရိတ်ကြော်လေးတွေပါလေးတွေ့ရဲဆို तू ကကျမဝဲလာပြီးတယ်။ဟာတညင်းလေးစားရစိမ့်နဲ့ငါထမင်းနဲ့ငပိရင်နဲ့နေစားရဲဆို तू ကတညင်းလေးလုံးဝအနံ့မခံနိုင်ဘူးမစားဘူး။ဒါပေမဲ့ကျမအတွက်ဆိုလို့ရှိလို့ရှိရင် तू ကလုတ်ပြီးတယ်။အဲအဲ့လိုပဲ तू तू တကြိုက်တဲ့ coffee ဆိုလဲကျမကအတူလိုက်ပြီးတော့မှကျမ coffee sign ထိုင်ပြီးတယ်။ကျမတို့အဲ့အတွက် ူကော်ဖီတောက်တာကိုကျမမရှုံချတယ်လို့မတိုက်ခိုက်တယ်လို့ကျမဒီဘက်ကကျမကြိုက်တဲ့ဒင်းကြီးစားရင်စိန်ကိုလည်းသူကမပုတ်ခတ်ဘူးလေ ဟုတ်တယ်လားနော်ဆိုတော့အဲ့ဒါပေါ့ရှင်းရှင်းလေးပဲအဲအဲ့ဒါကအဲ့ဒါလေးနိုင်ငံကြီးကနိုင်ငံကြီးဆိုပဲနိုင်ငံကြီးလေးဒီလိုပဲပေါ့ကိုလွတ်လပ်ပိုင်ခွင့်နဲ့လွတ်လပ်ပိုင်ခွင့်အားလုံးကကျမပြောသလိုလေသူကလည်းသူကြိုက်တဲ့ဘက်ကိုသူမှန်တယ်လို့ထင်ပါမယ်သူကလည်းသူကြိုက်တဲ့ဘက်ကိုမှန်တယ်လို့ထင်ပါမယ်အားလုံးကကိုစီကိုစီကိုအကြောင်းတရားနဲ့ကိုကိုစင်ကျင်နဲ့ကိုကိုရက်တီမှုနဲ့သူအဲ့တော့ငါကြိုက်တာမှမှန်တယ်သူကြိုက်တာမှားတယ်လို့ကျမတို့ကပြောလို့မရဘူးကိုလည်းကိုကြိုက်ချင်တာကြိုက်သူများကြိုက်နေတဲ့မှုကိုလည်း respect ပေးရမယ်ကျမတို့က ကျမတို့ဒီတိုင်းပဲဒါကြောင့်မို့ကျမတွေမှလည်းအယောင်ပေါင်းစုံလူမျိုးပေါင်းစုံကျမအားလုံးနဲ့ချစ်ချစ်ခင်ခင်ပဲကျမအောင်မကြိုက်ကြဘူးမချစ်ကြဘူးဆိုတော့မတတ်နိုင်ဘူးပေါ့လေဟုတ်တယ်လားဆိုတော့ဒါပေမဲ့ကျမကတော့လေကျမနဲ့အကြိုက်ချင်းမတူလို့ကျမကတော့ဘယ်သူမှယံသူလို့မတတ်မှတ်ဘူးနော်သူ့ဟာသူသူကြိုက်ချင်တာကြိုက်ဒါသူ့ရဲ့လွတ်လပ်ပိုင်ခွင့်သူ့ရဲ့ကြိုက်နှစ်သက်မှုကိုလည်းကျမက respect လုပ်တယ်ခါနေကြရင်ကျမဘက်မှလည်းဒီလိုပဲအများကြီးရှိတာပေါ့နော်ဒီလိုကာလာပေါင်းစုံကသူတို့ရဲ့ထင်မြင်ယူဆချက်တွေလာပြောနေဆိုကျမအတိုက်ခံမငင်းဘူးကျမငြိမ်ပြီးနားထောင် င်ပေးတယ်။ကျမနဲ့သဘောထားချင်းကွဲလွဲနေလေကျမမငင်းဘူးကျမနားထောင်ပေးတယ်။ဘာဖြစ်လို့လဲဆိုတော့ respect ပေးတာ။သူခံစားချက်သူကသူပြောပလိစေလေ။သူထင်မြင်ယူဆချက်အဲ့တော့ညင်းပြီးတော့မှရန်သူဖြစ်မခေါ်နိုင်မပြောနိုင်နေဖြစ်ဘလော့ကျမဆိုနိုင်ငံရေးနဲ့စဖြစ်ကောကျမတို့ same batch တွေအကုန်လုံးကလေဘလော့သွားတယ်ကျမ ကျမဘောမမလို့တဲ့အေးဘာဖြစ်လို့ဘောမတယ်လဲဆိုတော့ကျမဖေကစစ်သားဟောင်းမလို့တဲ့ကျမဖေစစ်သားဟောင်းကကျမဟိုသူတို့နဲ့ကြောင်းတက်စင်နေကကျမဖေကစစ်သားเนาะအခုသူတို့အခုအသက်40ကျော်မှာကျမဖေကပင်းစိမ်ပြတာအနှစ်20ရှိပြီဟုတ်လားဆိုတော့အခုအချိန်မှတော့အငိမ့်စားသူတို့နဲ့ကျမနဲ့တငယ်ချင်းဖြစ်နေစဉ်တုန်းက ကျမဖေကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူအဲတုန်းကကြတော့ဘာမှမဖြစ်ဘဲနဲ့အခုကြတော့မှထပြီးတော့မှနိုင်ငံရင်းလည်းဖြစ်လည်းဖြစ်ကောသူ့ဖေကစစ်သားဟောင်းမလို့တဲ့သူ့ဖေကစစ်သားဟောင်းမဟုတ်သူ့ဖေကစစ်သားမလို့တဲ့ तू ကဘောမားတဲ့ तू ကစစ်တပ်အတိုင်းဝိုင်းက तू ကဘောမားပေါ့ဆိုပြီးတော့မှထပြီးတော့မှလှုပ်တယ်ဆိုတော့အဲ့ဒါနဲ့ဘလော့တယ်ပြစ်ချက်ကအဲ့တော့ကျမကဝိုင်းပြီးတော့မှကျင်တယ်ကျမကဝိုင်းပြီးတော့မှတိုက်ခိုက်တယ်ကျမကဝိုင်းပြီးတော့မှဖြစ်တယ်အာကျမကဝိုင်းပြီးတော့မှပြောတယ်ကျမဘာဖြစ်သွားလဲဘာမှမဖြစ်သွားဘူး ကိုယ့်အလုပ်ကိုလုပ်ရင်လူဆိုတာကိုယ့်ရဲ့ယက်တီချက်နဲ့ကိုယ့်ရဲ့ဂုံတိတ်ခါနဲ့ကိုယ့်ရဲ့ကိုချင်းတရားနဲ့သွားကြတာလीဟုတ်လားဘသူနဲ့မဆိုကျွန်မချစ်ခင်အောင်နေတယ်သူတို့တက်ချင်တဲ့ခေါင်းစဉ်ကိုတက်သူတို့လှုပ်ချင်တဲ့ခေါင်းစဉ်ကိုလှုပ်သူတို့ရဲ့လူတိုင်းရဲ့ခံယူချက်တိုင်းကိုကိုက respect ပေးတယ်အဲ့တော့ တဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ဒါတို့လူတွေနားလေလာဖို့လိုတယ်เนาะကျွန်တော်တို့စီမှာကြာနည်းနည်းလေးအဲ့ဒီရင့်ချက်မှုအားလေးတွေလိုတယ်ခုနသမီးပြောတယ်လို့မျိုးပေါ့ဟိုဂျားနေဖာတယ်လို့ပြောတယ်လို့မျိုးပဲเนาะအဲ့လိုပြောခံရတယ်ဆိုတယ်လို့မျိုးအဲ့ဒါကိုလူတွေကလက်မခံနိုင်ဘူးတစ်ဖက်မဟုတ်ရင်တစ်ဖက်ဆိုတဲ့သဘောမျိုးလေးနဲ့ကျွန်တော်တို့ဒီမှာနည်းနည်းလေးအဲ့လိုလေးအဲ့လိုလေးရှိရဲပေါ့เนาะဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့တယောက်နဲ့တယောက်နဲ့ရန်သူတွေဖြစ်ကုန်တာပေါ့အမျိုးတွေလည်းမခွန်နိုင်ဘူးဖြစ်ကုန်တာပေါ့တငယ်ချင်းတွေလည်းမခွန်နိုင်ဘူးဖြစ်ကုန်တာပေါ့เนาะအဲ့လိုမျိုးတွေဖြစ်တော့ဘာအကျိုးကျေးဇူးရလဲဘာအကျိုးကျေးဇူးမှမရဘူး ဟုတ်လားအဲ့တော့တယောက်နဲ့တယောက်နဲ့အင်အားဖြစ်သူလဲသူကြိုက်စင်တာကြိုက်ကိုလဲကိုကြိုက်စင်တာကြိုက်သူနဲ့အကြိုက်ချင်းမတူလို့ရှိလို့ရှိရင်အကြိုက်ချင်းမတူတာကိုမဆွေးနွေးနဲ့အကြိုက်ချင်းတူတဲ့အကြောင်းအရာကိုပဲပြောကုနိုင်တာကိုကုလူနိုင်တာကိုလူပေးနိုင်တာကိုပေးအင်အားဖြစ်တယ်ဆိုကျွန်တော်တို့ကပို့ပြီးတော့မှကောင်းတာပေါ့နော်ဒါကြောင့်မို့ကျွန်မအဲ့လိုစိတ်ပဲထားတယ်ကျွန်မကိုပရာဟိတလုပ်တယ်ကျွန်မကာလာမခွဲဘူးအရာမခွဲဘူးလူမျိုးမခွဲဘူးဘာသာမခွဲဘူး ကျွန်မပေးတဲ့လှူတဲ့ပုံမှာကျွန်မအဲ့ဒါတွေမရှိဘူးဟာဘာလဲလို့ညီသလားလို့စိတ်သလားလို့ပြသလားဝါသလားလို့ဟာဗုဒ္ဓဘာသာလားလို့ခရစ်ယာန်လားလို့အစ္စလာမ်လားလို့ဘာလို့ကချင်ကရကရင်ချင်းကျွန်မအဲ့ဒါတွေမခွဲဘူးကျွန်မတို့နိုင်ငံတော်အလံအောက်ကတိုင်းရင်းသားညီကိုမောင်နှမတွေဆိုတဲ့စိတ်နဲ့ပဲကျွန်မနေတယ်ကိုတိုင်းပြည်ကိုလူမျိုးထိလာရင်တော့မခံဘူး နော်မခံဘူးအကောင်တော့သေးတယ်နော်မလေးမညာဘူးကိုတိုင်းမိနေကိုလူမျိုးဆိုလို့ရှိရင်တော့နှုတ်သီးနဲ့ပါရမယ်ဆိုနှုတ်သီးနဲ့ပါမယ်နော်စပီအောက်ပြီးပါရမယ်ဆိုနှုတ်သီးနဲ့ပါမယ်နော်ဘလနဲ့ကြာလဲဒီဘလနဲ့ကြာတော့လည်းမဖြစ်တော့ဘူးနော်အဲ့တော့ကျွန်တော်တို့ကလေချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့ကျွန်တော်တို့နေဖို့လိုတယ်နော်ကဘာကြီးကနေရာတိုင်းမှာအားလုံးက ုက္ခတွေနဲ့ကိုစီနဲ့ကြီးပဲပြဿနာကိုစီနဲ့ကြီးပဲကိုတိုင်းဒီမှာဒုက္ခရောက်တယ်ကိုတိုင်းဒီမှာဆင်းရဲတယ်ကိုတိုင်းဒီမှာဟာအပူတွေဖြစ်တယ်လို့တော့ဒီလိုမထင်နိုင်နဲ့ကျွန်တော်တို့တိုင်းပြည်လေးကတော်တော်လေးအခြေအနေကောင်းနေသေးတယ် သိလားနော်ပြေးစရာမြေရှိတယ်သူများတိုင်းမြောင်ဝီဝီနဲ့တို့လားခေါင်းငယ်ပေါ်မှာပြန်နေတာဘယ်ချိန်ကိုခေါင်းမပြုတ်ကြမလဲဆိုတာမသိဘူးခလုတ်တစ်ချက်နှိမ့်လိုက်ရင်တိတောင်တိလိုက်ရမှာမလို့ဖုံးဆိုပျောက်သွားမှာသိလားအဲ့လိုမျိုးတွေနော်ဆိုတဲ့ခါကျတော့အဲ့ဒါကြောင့်မလို့လင်းတယောက်နဲ့တယောက်နဲ့အမုန်းတရားတွေကိုဖင်းချစ်ချင်းမြတ်တာတွေနဲ့နေပါနော်ဆိုတော့နိုင်ငံကြီးခိုင်ချက်တွေဆိုတာလဲဘေးဖယ်လိုက်နော်ချစ်ချစ်ခင်ခင်နဲ့မတူဘူးလားမတူရင်မဆွေးနွေးနဲ့တူတာလေးပဲဆွေးနွေး တူတာလေးပဲပြောကြတယောက်နဲ့တယောက်နဲ့အင်အားဖြစ်တွေးစရာရှိရင်တွေးပေးစရာရှိရင်ပေးကူစရာရှိရင်ကူလူစရာရှိရင်လူတောင်းစရာရှိရင်လည်းတောင်းအဲ့လိုလေးပဲနေချစ်ချစ်ခင်ခင်နဲ့ဘလောက်ပြောစရာကောင်းလဲနော်အမုန်းတရားတွေမှုမှုဟုတ်တယ်လားဘဲစီဘဲစီဘဲလိုနေမဲမသိဘူးနော်ကဘာကြီးကအဲ့ချိန်မှာနီးမနေနဲ့စိတ်မနေနဲ့ဘာမှအရေးမပါဘူးဟုတ်တယ်လားချစ်ချစ်ခင်ခင်နဲ့စီစီလုံးလုံးနဲ့ကျမတို့အင်အားတွေဖြစ်ပြီးတော့မှနေကြမယ်ဘလောက်ပြောစရာကောင်းလဲနော် ဆိုတော့အမုံတရားတွေမမုံနဲ့ပူလောင်နဲ့ဟုတ်တယ်လားချစ်ချစ်ခင်ခင်နဲ့လေအဲ့တော့ကိုမြေကိုရေထည့်ရဆိုတော့ကျမတို့ကဒါဘလာရီစားရီပြာမောနော်ဘလာရီစားရီဆိုလေကိုဘလာစားရလေတီဟုတ်လားချစ်ချစ်ငင်ငင်နဲ့နေကြမယ်နော်မမုံညာဘူးအမုံတရားတွေမပွားကြဘူးနော်